မင်္ဂလာပါခင်ဗျာ MBA သတင်းဌာနကဒီကနေ့မေလ9ရက်မှာရရှိထားတဲ့သတင်းတွေကိုကျွန်တော်ခေရဏန်ကတင်ဆက်ပေးပါမယ်တင်ဆက်ပေးမယ့်သတင်းတွေကတော့ထိုင်းမြန်မာနေဆက်မြန်မော်က TK Bihar Scan ကို KNL ပူပေါင်းတက်ကတင်ပိုက်ခဲ့ပြီးစစ်ကောင်စီတပ်သားစေဦးဝင်းကျင်တည်ဆုံခဲ့တဲ့သတင်းရန်ကုန်မှာစစ်ကောင်စီနဲ့ပတ်သက်မှုမရှိရင်ညာဘက်အပြင်မထွက်ဖို့လိုရဲဆိုပြီးတတိပေးလိုက်တဲ့သတင်း ဘုံပတ်ကျင်းတဲ့စစ်ကောင်ဆောင်ရဲစနစ်ကိုကလင်းနဲ့အမျိုးသမီးဖွံ့ဖြိုးရေးစီမံကိန်းတွေမှာပါဝင်ဖို့ရုရှားဖိတ်ခေါ်တဲ့တဲ့ရင်ထိုင်းမြန်မာနေဆက်ကတခေါ်ဘီခွေမဆုတ်တန်းခန်ဒက်စခန်ကိုတင်ပိုက်ချိန်အဲ့ဒီတက်စခန်ကစစ်သားတွေအလူအရဲထွက်ပြေးကြတဲ့တဲ့ရင် အခုနှစ်လေးလကျော် ကာလအတွင်းစစ်ကောင်စီကအစုလိုက်အပြုံလိုက်တပ်ဖြတ်မှု60ကျော်ကျူးလွန်ခဲ့တဲ့တဲ့ရင်အိန္ဒိယနဲ့ပါကစ္စတန်ကြားဖြစ်ပေါ်နေတဲ့စစ်ပွဲဟာမိမိတို့နဲ့မသက်ဆိုင်ဘူးလို့အမေရိကန်ဒုသမ္မတပြောတဲ့တဲ့ရင် အစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်။ပထမဦးဆုံးသတင်းတစ်ပုဒ်အနေနဲ့ထိုင်းမြန်မာနေဆက်မြင်းပေါ်က TK viewers ခန်းကို KNL ပူပေါင်းတက်ကတင်ပိုက်ခဲ့ပြီးစစ်ကောင်စီတပ်သားဆေးဦးဝန်းကျင်တေဆုံခဲ့တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းမြန်မာနေဆက်မြင်းပေါ်က TK စစ်ကောင်စီတက်ခန်းကိုမေလ9ရက်မနက်ပိုင်းမှာ KNL ပူပေါင်းတက်ကတင်ပိုက်နိုင်ခဲ့ပြီးစစ်ကောင်စီတပ်သားဆေးဦးဝန်းကျင်တေဆုံခဲ့လို့ KNL နဲ့အတူပူပေါင်းတိုက်ပွဲဝင်နေတဲ့ Force for Federal Democracy FFD ကထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ April 16ရက်ကလည်းထီထာစစ်ကောင်စီ viewers ခန်းကို KNL နဲ့တော်လင်ရေးပူပေါင်းတပ်တွေကတင်ပိုက်ခဲ့ပြီးအခုနေဆက်တစ်လျှောက်မှာအရေးပါတဲ့ TK viewers ခန်းကိုထပ်မံတင်ပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။စခန်းသိမ်းတိုက်ပွဲအတွင်းစစ်ကောင်စီဘက်ကလေကြောင်းကနေအင်အားဖြစ်တင်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့ထိုင်းဘက်ကလည်းအဲ့ဒီစခန်းအတွက်ကူညီပေးမှုတွေရှိနေတဲ့ကြားကတင်ပိုက်နိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ TK scan ကို Kennedy ပူပေါင်းတက်ကတိုက်ခိုက်သိမ်းပိုက်နေခြင်းအဲ့ဒီ scan ကရင်းနဲ့စက်ကောင်စီတက်ဖို့ဝင်စုစုပေါင်း50ကျော်ဟာထိုင်းနိုင်ငံဘက်ကိုထွက်ပြေးသွားတယ်လို့သိရပါတယ်1998ခုနှစ်ကတည်းကကရင်ပြည်နယ်ထက်ကနေရဒေသအများစုကိုစစ်အာဏာရှင်အဆက်ဆက်ကနီလန်ပေါင်းစုံနဲ့ထိုးစစ်ဆင်ပြီးချထားခဲ့တဲ့ check out scan တွေကိုအခု KNL ပူပေါင်းတက်တွေကပြန်လည်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်ဒုတိယသတင်းတစ်ပုဒ်အနေနဲ့ရန်ကုန်မှာစစ်ကောင်စီနဲ့ပတ်သက်မှုမရှိရင် ညဘက်အပြင်မထွက်ဖို့လိုတဲ့ဆိုပြီးတတိပေးလိုက်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီအတိုင်းဝိုင်းနဲ့ပတ်သက်မှုမရှိရင်ရန်ကုန်မြို့မှာညဘက်အပြင်မထွက်ကြဖို့ရေးရာရှိတအူကတတိပေးလိုက်ပါတယ်။ရန်ကုန်မှာအကြောင်းမျိုးမျိုးနဲ့ညဘက်အပြင်ထွက်ရကနေဖမ်းဆီးခံရတဲ့လူငယ်အများအပြားရှိသလိုဖမ်းဆီးခံရပြီးတဲ့နောက်ငွေနဲ့ပြန်မရွေးနိုင်ရင်စစ်မှုထမ်းတင်တန်းကိုကျင်းတဲ့ပေါက်ရောက်ရှိမှာဖြစ်တယ်လို့ရန်ကုန်အခြေစိုက်ရေးရာရှိတအူကပြောပါတယ်။စစ်ကောင်စီတပ်ဟာဆင်ရှင်မုံရက်ကွက်တွေထဲကို ဝင်ရထွက်ရလေတဲ့လမ်းတွေထဲအထိကင်းလှဲလေးရှိပြီးအဲ့ဒီလိုကင်းလှဲတာဟာလည်းလူဖမ်းငွေရှာနေရာဖြစ်တယ်လို့ဆိုပါတယ်။ဧပြီလအတွင်းရန်ကုန်တိုင်းထက်ကလမ်းမပေါ်မှာဖမ်းဆီးခံရသူ29ဦးအိဇင်းစစ်ပြီးဖမ်းဆီးခေါ်ဆောင်ခံရသူ6ဦးတည်င်းအကြီးကျနဲ့ရှာဖွေဖမ်းဆီးခံရသူ22ဦးနဲ့တခြားသော အကြောင်းပြချက်အမျိုးမျိုးနဲ့ဖမ်းဆီးခံရသူ29ဦးရှိရလို့ရန်ကုန်စကောက်နက်ဝက်ကဖော်ပြထားပါတယ်။ ဲ့ဒီဖက်စစ်ခံရသူတွေအထက်မှာငလင်ဘဲအတွက်အလှခံတဲ့သူစစ်လေဦးပါဝင်တယ်လို့အလှငွေတွေကိုတင်းယူပြီးပြန်လွှတ်ပေးခဲ့လို့ရန်ကုန်စကုတ် network ကဆိုပါတယ်။တတိယသတင်းတပုတ်အနေနဲ့ဘုံပတ်ကျင်းတဲ့စစ်ကောင်ဆောင်ရဲ့ဇနီးကိုကလေးနဲ့အမျိုးသမီးဖွံ့ဖြိုးရေးစီမံကိန်းထဲမှာပါဝင်ဖို့ရုရှားဖိတ်ခေါ်တဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရုရှားနိုင်ငံကဥဆောင်ပြုလုပ်နေတဲ့ယူရေးရှားအမျိုးသမီးဖော်ရံမှာပါဝင်ဖို့စစ်ကောင်ဆောင်ဇနီးကျူကျူလှကို ရုရှားကဖိတ်ခေါ်ခဲ့လို့စစ်ကောင်စီရဲ့တရင်ထုတ်ပြန်ကြေညာသိရပါတယ်။ကျူကျူလာနဲ့တွေ့ဆုံချင်းဖိတ်ခေါ်ခဲ့တဲ့ရုရှားလက်တော်ဥက္ကဋ္ဌဟာမြန်မာငလျင်ကြီးကြောင့်ထိခိုက်ပျက်စီးမှုတွေအတွက်ဝန်ရင်းကြောင့်ပြောခဲ့တယ်လို့ပြန်လည်ထူထောင်ရေးအတွက်ရုရှားနိုင်ငံကလိုအပ်တဲ့အကူအညီတွေပေးမယ်လို့လည်းပြောခဲ့ပါတယ်။ရုရှားနိုင်ငံမှာယူရေးရှားအမျိုးသမီးဖိုရမ်ကို၃နှစ်တကြိမ်ပြုလုပ်လဲရှိပြီးအဲ့ဒီဖိုရမ်ကတဆင့်ကလင်းငယ်ရုံနဲ့အမျိုးသမီးတွေရဲ့စင်ခွန်မှုတွေကိုဖြည့်ရှင်းပေးနေရလို့အဲ့ဒီလွှတ်တော်ဥက္ကဋ္ဌကဆက်ပြောပါတယ် အဲအကြောင်းအမျိုးသမီးအနေနဲ့ပတ်သက်တဲ့စီမံကိန်းတွေမှာမြန်မာနိုင်ငံပါဝင်ဖို့စစ်ကောင်ဆောင်ရွက်စနစ်ကိုရုရှားလွှတ်တော်ဥက္ကဋ္ဌကတိုက်တွန်းခဲ့တာဖြစ်ပါတယ်။နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုတွေကိုအချိန်မြင့်တင်ဆောင်ရွက်သွားမယ်ဆိုပြီးလွှတ်တော်ဥက္ကဋ္ဌကိုကြူကြူလှကပြန်လည်ပြောဆိုခဲ့လို့သိရပါတယ်။ရုရှားသမ္မတပူတင်ရဲ့ဖိတ်ကြားမှုနဲ့ယင်းမြင်ရင်ရှီတက်ပွဲကိုလာတဲ့စစ်ကောင်ဆောင်မင်းအောင်လဟာနှစ်လအတွင်းရုရှားနိုင်ငံကိုနှစ်ချိန်မြောက်ထပ်မံရောက်ရှိလာခဲ့တာဖြစ်ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ထိုင်းမြန်မာနေဆက်က တခေါ်ဘီခွီမဆုတ်တန်ခန်ဒက်စခန်းကိုတင်ပိုက်ရှင်အဲ့ဒီစခန်းကစစ်သားတွေအလူရထွက်ပြေးကြတဲ့တရင်ကိုတင်ဆက်ပေးပါမယ် KNU ဗန်အန်ခိုင်ထိုင်းမြန်မာနေဆက်နာကတခေါ်ဘီခွီစစ်ကောင်စီတက်စခန်းကိုဒီနေ့မနက်ပိုင်းမှာအပိသက်တင်ပိုက်နိုင်ခဲ့လို့ KNU ဗဟိုကတရင်ထုတ်ပြန်ပါတယ်ဒီနေ့မနက်9နာရီအချိန်မှာခလာယာ20လေးတက်ခွေတက်ကတက်ဆွဲထားတဲ့လေးပနာဒီခေါ်တခေါ်ဘီခွီတက်စခန်းကိုတက်မာခွန်လက်အောက်ခံကရင်မျိုးသားလွတ်မြောက်ရေးတက်မတော် KNL နဲ့ ကရင်မျိုးသားကာကွယ်ရေးတပ်ဖွဲ့ KNDO တို့ကတိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။အဲ့ဒီစခန်းဟာစစ်ကောင်စီရဲ့မဆုတ်တမ်းခံတပ်စခန်းတစ်ခုဖြစ်ပြီးစခန်းသိမ်းခံရခြင်းအဲ့ဒီစခန်းကစစ်သားတွေဟာထိုင်းနိုင်ငံဘက်ကိုအလူအရဲထွက်ပြေးသွားကြတာဖြစ်တယ်လို့ဒေသရင်းသတင်းမြစ်တအူးကပြောပါတယ်။စစ်ကောင်စီဟာသူတို့ရဲ့နေဆက်စခန်းတွေတိုက်ခိုက်ခံရတဲ့အခါလေချောင်းကိုစိတ်ကြိုက်မတုံးနိုင်တာဟာလဲတော်လင်းတက်တဲ့အတွက်အာတာချက်တစ်ခုပဲလို့ဆိုပါရယ်တခေါ်ဘီခွီတက်စကန်ကိုတင်ပိုက်ပြီးရနောက်အဲ့ဒီစကန်မှာ ကရင်မျိုးသားအလံတော်ကိုလွှင့်တူထားခဲ့ပြီးတခေါ်ဘီခွီတက်စကန်တရှိရဲ့မေလာဒေတာမှာဆက်လက်သိမ့်ပိုက်เสียတက်စကန်တစ်ခုကျန်နေသေးတယ်လို့သိရပါတယ်။ဆက်လက်ပြီးအခုနှစ်လေးလကျော်အတွင်းစစ်ကောင်စီကအစိုးရပြုံလိုက်တပ်ဖြတ်မှု၄၀ကျော်ကျူးလွန်ခဲ့တဲ့တဲ့င်းကိုတင်ဆက်ပေးပါမယ်။၂၀25ခုနှစ်ပထမလေးလကျော်အတွင်းစစ်ကောင်စီတပ်ကအစိုးရပြုံလိုက်တပ်ဖြတ်မှုပေါင်း၄၀လုံမှုကျူးလွန်ခဲ့တယ်လို့သိရပါတယ်။ဖြစ်စဉ်တစ်ခုထဲမှာလူ၅ဦးနဲ့အထက်တပ်ဖြတ်ခံရတာကို အစူလိုက်ပြုံလိုက်တက်ဖြတ်ခံရမှုအဖြစ်သတ်မှတ်ပြီးစစ်ကောင်စီတပ်ကလေးလိုက်ကျော်အတွင်းအစူလိုက်ပြုံလိုက်တက်ဖြတ်မှုကြောင့်အပြစ်မဲ့ပြည်သူ455ဦးတည်ဆုံးခဲ့လို့ NUG အစိုးရလူခွင့်ဆိုင်ရာဝန်ကြီးဌာနရဲ့ထုတ်ပြန်ကြေညာတည်ရပါတယ်။ NUG အစိုးရအနေနဲ့စစ်တဲ့ကျူးလွန်မှုတွေကိုနိုင်ငံတကာသိအောင်ပြုလုပ်နေပေမဲ့ဘယ်အကြောင်းအရာတွေကြောင့်အရေးယူမှုအဆင့်ကိုမရောက်သေးတယ်လဲဆိုတာကိုပြည်သူသိအောင်ရှင်းပြဖို့လိုတယ်လို့နိုင်ငံတကျွတ်လှုပ်ရှားသူတူကဆိုပါတယ်။ အစူလိုက်ပြောင်းလိုက်တက်ပြတ်ခံရတဲ့ဖြစ်စဉ်အများဆုံးဒေသဟာစကိုင်းတိုင်းဖြစ်ပြီးစေချိန်ဖြစ်ပွားခဲ့သလိုအသက်ပြည့်ပြီးသူ53ဦးအသက်60နှစ်အောက်22ဦးနဲ့အသက်အရွယ်မခွဲခြားနိုင်သူ22ဦးစုစုပေါင်းအပြစ်မဲ့ပြည်သူ86ဦးသေဆုံးခဲ့လို့သိရပါတယ်။ဒါ့အပြင်မန္တလေးတိုင်းမကွေးတိုင်းကရှင်ပြည်နယ်ရခိုင်ပြည်နယ်ရှမ်းပြည်နယ်ရဲ့အပြင်ရှမ်းပြည်နယ်ကရင်ပြည်နယ်ကယားပြည်နယ်မွန်ပြည်နယ် ။ EAR တိုင်းနဲ့ပဲခူးတိုင်းတွေထဲမှာလည်းအစုလိုက်ပြုံလိုက်တက်ဖြန့်မှုန့်တွေကိုစစ်တကကျူးလွန်ခဲ့လို့သိရပါတယ်။အဲ့လိုတက်ဖြန့်မှုန့်တွေကြောင့်အမျိုးသား148ဦးအမျိုးသမီး124ဦးနဲ့ကြားမမခွဲခြားနိုင်သူ183ဦးနဲ့စုစုပေါင်း455ဦးသေဆုံးခဲ့လို့သိရပါတယ်။နောက်ဆုံးနိုင်ငံတကာသတင်းတပုတ်အနေနဲ့အိန္ဒိယနဲ့ပါကစ္စတန်ကြားဖြစ်ပွားနေတဲ့စစ်ပွဲဟာမိမိန်တို့နဲ့မသက်ဆိုင်ဘူးလို့အမေရိကန်ဒုသမနာပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာအပြန်အလှန်တင်းမာမှုနဲ့ရှော့ရှားတင်နေဆိုပြီးအမေရိကန်ဒုသမတ GD Banks ကကြာသပတေးနေ့မှာတိုက်တွန်းလိုက်ပေမဲ့မိမိတို့အနေနဲ့ဒီနှစ်နိုင်ငံကိုမလွှမ်းမိုးနိုင်တယ်လို့အဲ့ဒီစစ်ပွဲဟာလည်းအမေရိကန်နဲ့လုံးဝမသက်ဆိုင်ဘူးလို့ပြောဆိုသွားပါတယ်။တရုတ်ရဲ့ဩဇာထူထောင်မှုကိုဆန့်ကျင်မှုအိန္ဒိယဟာအမေရိကန်နိုင်ငံရဲ့အရေးကြီးတဲ့မဟာမိတ်နိုင်ငံတစ်ခုဖြစ်ပြီးပါကစ္စတန်ဟာလည်း2020ခုနှစ်မှာအာဖဂန်နစ္စတန်နိုင်ငံကနေအမေရိကန်ဆက်ကွာသွားပြီးရတဲ့နောက် အမေရိကန်အတွက်အရန်အရေးမပါတော့မယ်မှန်းအမေရိကန်ရဲ့မဟာမိတ်အနေနဲ့ဆက်ရှိနေတဲ့နိုင်ငံဖြစ်ပါတယ်။လေလာသုံးသပ်သူနဲ့တာဝန်ရှိသူတို့ကတော့အမေရိကန်ဟာယူကရိန်းအပေါ်ရုရှားရဲ့ကျူးကျော်စစ်ဂါဇာမှာဖြစ်နေတဲ့အစ္စရေးရဲ့စစ်ပွဲတွေမှာပါဝင်ပြီးတန်တမာရေးအောင်မြင်မှုတွေရအောင်လှုံ့ဆော်နေရတဲ့အကြောင်းအိန္ဒိယနဲ့ပါကစ္စတန်စစ်ပွဲရဲ့အစပိုင်းနေ့တွေမှာတော့ဒိုင်းရိုက်ဖိအားပေးပါဝင်တာတွေလုံးမမဟုတ်ဘူးလို့ပြောဆိုကြပါတယ်။ဒီပတိပခောက်ကိုပုံမကြည့်ပြတဲ့ဒေသရင်းစစ်ပွဲတစ်ခုအဖြစ် ပြောင်းလဲမသွားစေဖို့နဲ့နျူကလ িয়ার စစ်ပွဲအတွင်မရောက်သွားစေဖို့ပဲဖြစ်တယ်လို့ဘက်စ်ကပြောပါတယ်။အမေရိကန်နိုင်ငံသားရဲ့ဝန်ကြီးမာကိုရူဘီယိုကပါကစ္စတန်ဝန်ကြီးရှောက်နေရောအိန္ဒိယနိုင်ငံသားရဲ့ဝန်ကြီးနဲ့ပါချာတာပရင်နဲ့ကဖုံးပြောဆိုခဲ့ပြီးနှစ်ဖက်လုံးကိုတင်းမာမှုနဲ့ရှော့ချဖို့နဲ့ဓာတ်ရိုက်ဆွေးနွေးမှုတွေပြုလုပ်ဖို့တိုက်တွန်းခဲ့တာဖြစ်ပါတယ်။ MP ရဲ့တနစ်တာထူကြတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါ။ကြည့်ရှုနာဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါခင်ဗျာ။